အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ17ရက်စီရီသတင်းကောင်းတော့သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဗမော်စစ်မျက်နှာကတော့နေ့စဉ်ရက်ဆက်သတင်းကောင်းတွေကြီးပဲကြားနေရပြန်ပါပြီ KAI ကချင်လူမျိုးရေးတပ်မတော်နဲ့တပ်ပေါင်းစုတွေဘက်ကလက်လွတ်ခဲ့ရတဲ့ခြေကုပ်နေရာတွေကိုတရက်ပြီးတရက်ပြန်လည်ထိ ंछ ုပ်လာနိုင်တာကိုတွေ့ရပါတယ် ဂျမန်နေ့မနက်ပိုင်းမှာအာရကတဲ့ဒီခြေကုပ်နေရာ၃ခုကိုအချမ်းဖက်တက်ဟာထပ်မံလက်လုတ်ခဲ့ရပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တုန်းကလည်းတာစီဘက်ကစခန်းနေရာတွေကိုရထားခဲ့ပါသေးတယ်။ဆိုတော့မြို့ရဲ့အရှိနဲ့အစင်းမြောက်ဘက်ကနေပြန်လဲတိုက်စစ်ဆင်လာတဲ့အနေအထားကိုတွေ့ရပါတယ်။တခုထူးနေတာကဗမောဟာကနဦးတွေကဆေးအုပ်ချုပ်ရေးမကြေညာခဲ့တာကိုတွေ့ရပါတယ် နောက်တစ်ချက်ကစီအေးတင်းမှနေတဲ့ဖြစ်တဲ့ဖားကန်ရဲ့မြို့တော်မြကြီးနာကို144ထုတ်ပြန်ကြေညာထားတာကိုလည်းတွေ့ရပါတယ်။အကြမ်းဖက်တကြေညာလိုက်တဲ့အဆိုပါနှစ်မြို့ဟာဒေသခံတွေအဖို့ညဘက်ထပ်ပါဆိုရင်တော့မထွက်ရဲဘူးဖြစ်ပါတယ်။ဗမာမြို့ကိုလည်း144ကထုတ်ပြန်လာခဲ့မယ်ဆိုရင် KIA ကချင်းလွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေဟာလုံရကန်ရကြက်သွားမယ်အနေအထားဖြစ်ပါတယ်။ ဝမ်မဖို့ထုတ်ပေးမဲ့လေ KIA ကချင်းသွမြောက်ရေးတက်မလို့ဟာမလိုက်နာတဲ့အတွက်စေုပ်ချုပ်ရေးထပ်ပြီးကျညာကျညာတော့လည်းမရပြန်တော့ဒီတောင်ရေတော့ပွဲ မလုပ်တော့ဘူးကွာဆိုပြီးချက်ရမ်းရမ်းပြစ်လိုက်မယ်ဆိုတဲ့တပေါက်တော့ရှိနေပါသေးတယ်ချာမီနယ်မြောက်ပိုင်းမိုးမိန်မျိုးဟာအတန်းဖက်တက်ကစေုပ်ချုပ်ရေးကျညာထားပြီးတရားမဝင်ရွေးကောက်ပွဲလဲမပြုတ်လုံနိုင်ပါဘူးဆိုပြီးဝန်ခံထားပြီးဖြစ်ပါတယ် မုံမိတ်မြို့ဟာရပိုင်တိုင်းစစ်တပ်အားလုံးနေပြည်တော်မှာပါဝင်ပြီးတရားနာတွေထိန်းချုပ်ထားတဲ့မုံမိတ်မြို့နယ်စစ်စိမ်ကောင်အုပ်စုဝဲပေါင်းကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြန်ပါတယ်။ဂျာဗက်တာဒီဘောကိုမြေပြင်စစ်ကြောင်းတွေတိုးတစ်ထက်တိုးကန်နေကြဖြစ်တယ်လို့တရားနာလေးထိန်းချုပ်ထားရမြို့နယ်တွေကြီးကိုပဲလေကြောင်းကနေဒဇိုက်မမတ်ဥတီတိုက်ခတ်နေတာကိုတွေ့ရပါတယ်။ဒီလိုအထိတ်ကျုပ်ထားတဲ့မြို့နယ်တွေထဲမှာမိုးကုတ်ဟာမန္တလေးတိုင်း အလဲပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာပါဝင်တာဖြစ်ပြီးကြောင်မဲမျိုးကိုရရှိထားတာဖြစ်တဲ့အတွက်မိုးမိတ်မျိုးနဲ့မိုးကုတ်တို့ဟာနှစ်ဖက်ညက်ပြီးတိုက်စစ်ဆင်နိုင်မှုအခွင့်အရေးရရှိနေပြီဆိုပေမဲ့မြေပြင်ထိုးစစ်ဆင်မဲ့အင်အားတွေမရှိဘူးဖြစ်နေပါတယ်စီဘောဘက်ကိုလာနေတဲ့စစ်ကြောင်းတွေရဲ့ရှေ့ပြေးတက်တချို့ကတော့တထောင်နားရဖြစ်တဲ့ဗော်ဂျိုဖျားဝင်းကျင်ကိုရောက်ရှိလာနေပြီလို့အမှန်းဆရပါတယ် မကွေးတိုင်းဗရန်တာရဲ့နိုင်ရီကစစ်မျက်နှာမှာတော့ထူးခြားဖြစ်စဉ်တချို့တွေ့လာရပါတယ်ကဘာလုံးစရန်ကလေဝင်းစီဆက်တစည်းမော်တော်ယာဉ်လိုတစည်းနဲ့ရေဆွဲအမြောက်ကြီးတစ်လက်တင်ဆောင်လာတဲ့ရင်နန်းသုံးစီးဆင်းလာတာရှိပါသုံးနိုင်ကကြာမှာတော့အင်အားပြည့်နဲ့စစ်ရင်နန်းတစည်းတက်သွားတာလည်းတွေ့ရပါတယ်ဂျမန်လေးကလည်းအင်အား30ခန်းရှိတဲ့ချင်းလင်းစစ်ကြောင်းတစ်ကြောင်းဟာဇေမျိုးကနေပစီဘက်သို့တက်သွားတာရှိပါတ အစောပါစကြောင်းငယ်ဟာမကြာခဏတွေ့နေရတာမို့လမ်းလုံုံရေးလားနေခွဲညာစု နေချက်ညာစုလုံးတဲ့စခန်းငယ်တစ်ခုကိုတွားတာလားဆိုတာကတော့မသိရှိရသေးဘူးဖြစ်ပါတယ်သို့တော်လမ်းဟောင်းတိုင်းတက်မယ်ဆိုရင် ပစီကိုဖြတ်ကျော်ဖို့ခက်ခဲသွားပြီဖြစ်တယ်လို့လမ်းတစ်ဘက်ကဆိုရင်လည်းကုန်ကြီးဟာရင်စင်းရဖြစ်သွားပါပြီကုန်ကြီးစကားဟော အားရကတတော်နဲ့ပူပေါင်းဖွဲ့တိမ့်ပိုက်ထားတာဖြစ်တဲ့အတွက်ဂုံကြီးမရောက်ခင်မှာရင်မော်ကနေဆင်းရပါမယ်ရင်မော်ကနေဆင်းပြီးချီလင်းစစ်ကြောင်းကုံချောင်းကုံချောင်းနဲ့တွားရင်တော့ရှင်ကိုနာခြံကနေတဆင့်နိုင်ရီကန်ဘက်ကိုတွားလို့ရကောင်းရနိုင်ပါသေးတယ်လာတဲ့ဘက်ကဂုံကြီးစကန်းကိုလက်လွတ်ထားသလိုလမ်းဟောင်းဘက်ကပစီခြေသေးဝေကုန်းကိုလည်းလက်ပြနှုတ်ဆက်လိုက်ရပြီဖြစ်ပါတယ်။ ဖိုက်တာကုန်းလို့ခေါ်ကြပါလေဖိုက်တာကုန်းဆိုလို့ညီပုံမှာလဲမနေရှာကြည့်ရပါဖိုက်တာကုန်းလို့ဘာကြောင့်ခေါ်လဲဆိုတော့ညီပုံမှာခြေစေးဝေလေးနဲ့တူလို့ပဲဖြစ်ပါတယ်မှတ်ထားကြပါဖိုက်တာဆိုတာဘာလဲခြေစေးဝေဖြစ်ပါတယ်တချို့ကလည်း နာမည်နဲ့လိုက်အောင်ချင်းတွေဖြုတ်ပြီးတအားကြိုက်တာမျိုးချင်းစည်းဝင်မပြတ်ထွန်းထားရတယ်လို့လဲဆိုပါတယ်ပစီပြင်းဝဆက်စီဘက်ကဈေးတယ်စီကိုမှိုင်းချင်းစည်းဝင်အထိကထားပြီးမှားတယ်လို့ပြောပါတယ်ဒါကြောင့်ဖိုက်တာကုန်းလို့ခေါ်တယ်လို့လဲသိရပါတယ်နိုင်ငံကဘာလို့စကားရာဇဝင်ထဲမှာမောက်ဝူထားခဲ့ရခဲ့ ပြောရမလားရာဇဝင်ထဲမှာမိကိုထားရခဲ့လို့ပြောရမလားအလော့စီလမ်းကြောင်းတွေပိတ်ဆို့ခံလိုက်ရပြီဖြစ်ပါတယ်ရှေ့ပိုင်းတွေတော့ပြောခဲ့သလိုပါပဲနာယီကန်စကန်ဟာဗရန်စစ်ညင်တာအတွက်ရခိုင်ရိုးမဘက်ကနေဝင်လာမဲ့တိုက်စစ်အတွက်အချက်အချာမျိုးဖြစ်ပါတယ်သို့တော့ နိုင်ကကဘာလုံးပင်မစကန်းကုန်းကြီးကိုမတိုက်ခိုက်တော့ပဲ Viper ပိတ်ဆို့ကဂုံကြီးပစီစကန်းတွေကိုထိမ့်ချုပ်ပြီးပတိမုံရလမ်းဘက်ထိထိုးပေါက်ကစိတ်ဝင်လာတဲ့အနေအထားဖြစ်ပါတယ်။အဲတော့နိုင်ကစကန်းအနေနဲ့ဗရန်တန်နဲ့ဟိုပူပေါင်းတက်တွေကတိုက်မယ်ဆိုရင်ပြစ်ကူပေးလို့ပဲရပါတော့တယ်။ဂျားခန်စစ်နေရာမဟုတ်တော့တဲ့အနေအထားကိုသွားတွေ့ရပါ။အဲလိုဖြစ်သွားနိုင်မှုလည်းများပါတယ်။အဲနိုင်ကစကန်းမတက်ရပဲနဲ့ဂုံးမမငုတ်တုတ်ကြီး ြံနေခဲ့ခြင်းဖြစ်ပါတယ်ဆရာရဲ့အညာကြီးတစ်လက်အောက်ကိုပြန်သေးလာတယ်ဆိုတော့ပြုပြင်ရလားစခန်းဖြူလားဒါကိုတော့စီစစ်နေရသေးတာဖြစ်ပါတယ်တကယ်လို့နိုင်ငံစခန်းကိုဒါအကျန်းဖက်တက်ကလက်လွတ်လိုက်ရမယ်ဆိုပါလေဗရန်အန်လမ်းကြောင်းကိုတော့ဝဲစားတွေဘေးတော့မှကားစီးပြီးတက်เสียအကြောင်းမရှိတော့ဘူးဖြစ်ပါတယ် ကြာတော့မကြသေးဘူးဗျာမှတ်မိကြအောင်ပဲထင်ပါတယ်ကာမရေနသာနေနေရဲစကန်းကိုဒေသခံကာဝေးအင်အားစုကြီးစီငင်တိုက်ခိုက်ခဲ့နိုင်ခဲ့တဲ့ဖြစ်စဉ်လေးပါနေနေရဲစကားမှုဟာကာဝေးအင်အားစုတွေထံအညံ့ခံပူပေါင်းပြီးဇာမြုပ်နေပြီလို့တွက်ဆထားတာပါ။တကယ်ကမဟုတ်ပါဘူး။ဂျမန်လေးကတည့်ရဲ့အကျင့်တော်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။စကန်းဆုံးခွာမှုနဲ့ရှင်းနေလို့သိရပါတယ်။ မိုက်လိုက်တဲ့ဖိုးလေးရခမ Favors မှာမကြည့်ပဲကမ်ဘလူးဈေးကုန်ပါဆိုရင် AC ကလေးတောင်မွေးနေပြီဖြစ်ပါတယ်လိမ္မာကြစမ်းပါဗျာကျောက်ထုခြေဆိုင်အမှတ်368အမြောက်တရင်ကအင်အားတရာကျော်စစ်ကြောင်းဟာရောမျိုးကြီးပါလေကိုရောက်ရှိနေပါတယ်ရောမျိုးဆိုတာခြေရွာအစစ်နာဖြစ်ပြီးကချင်ပြည်နယ်အတွက်မှာလည်းဘလူးမျိုးဆိုတဲ့ခြေရွာတွေပါတွေ့ခဲ့ဦးပါတယ် တွေ့ခဲ့ဦးတယ်ဆိုတာနဲ့ခဏခဏကိုရောက်ခဲ့ဦးပါတယ်။မွန်ကြီးဘက်ကိုသွားရမယ်ဆိုရင်တော့တန်တန်းရိုးဘက်ကထက်အဲ့ဒီဘလူးလန်းဘက်ကနေပို့ပို့ပြီးသွားဖြစ်ပါဆရာရင်ဖြစ်စရာဒီလိုပါဇမန်နေ့တော့ဟာအမှတ်368အမြောက်တိုင်းထဲကနေပါစလူသစ်စစ်သားတချို့ထွက်ပြေးလွတ်မြောက်မှုရှိခဲ့တဲ့အတွက်လိုက်လံရှာဖွေတာလို့လဲဒေသခံတွေကဆိုပါတယ် တပြန်လေးကတော့ခံကောင်းမျိုးမြစ်တာကြီးအရှိမကန်းဆိုင်လူတရားထိတ်ရွာစီပြားကုန်းတဝိုက်မှာအင်အား90ခန်းရှိတဲ့စစ်ကြောင်းဟာဂျာရီခြေပြုတက်ဖြန့်လာခဲ့တာကိုတွေ့ရပါတယ်။ညပိုင်းမှာတော့ဒေသခံကာဝေးတပ်ဖွဲ့ဝင်များဒရုန်းနဲ့ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တာမို့ညရင်းချင်းအမှတ်90ခြေလင်းတိုင်ရဲ့အတွင်းသို့ဒရော့တော်ပါပြန်လည်ဝင်ရောက်သွားခဲ့ရပါတယ်။ပြောရမယ်ဆိုတော့ထွက်ကြည့်ကြပါဗျာ။ ကျော်လိုင်းရဲအားသူတွေဟာထတ်ချက်လိုက်ချိန်မုန်းခြင်းမပြုခဲ့ပေမဲ့တရင်ဌာနချုပ်အတွင်းတို့လက်နက်ကြီးနဲ့ဒရာစင်ကျော်ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အထူးကရှိနိုင်တယ်လို့သာဒေသခံတွေကနဦးခံမှန်းတာပြီးအသေးစိတ်ကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။သဘောတိုင်းတော့ချမ်းဗရောင်းတက်တဲ့ညောင်ကျိုးစစ်မျက်နှာကလည်းအကြမ်းဖက်တပ်ဟာတိုက်စစ်ဆင်နေသေးတာဖြစ်ပါတယ်။အတိုက်စစ်ဆင်နေလေအေးဒုက္ခတုတ်တတ်မှာအကွက်ရရလေးလေးဖြစ်ပါတယ်။ လူမှုကွန်ရက်ရဲ့အတွင်းမှာရင်ရတဲ့တင်တဲ့အတွက်ယခုလိုသတင်းပေါကြားမှုတွေဖြစ်လာတယ်လို့ယူဆကြပါဒါကြောင့်သတင်းပေါကြားမှုမရှိသေးဘူးအတွက်အုတ်ရှိပင်တရားစစ်ဆေးဂိတ်မှာစစ်မော်တော်ရဲ့နှစီအရာနဲ့စတန်းပိုင်းပြင်ထားတယ်လို့သိရပါတယ်အချိန်မီစစ်ကူလိုက်ဖို့မဟုတ်ပါဘူးအင်အားဖြစ်တယ်မို့လည်းမဟုတ်ပါဘူးဓာတ်ပေါ်ထိအလောင်းကောက်ဖို့ဖြစ်ပါတယ်စေးသုံးတာတစ်ဖက်တဆန်နဲ့မထင်ပါနဲ့ ပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းအဖိတ်စဉ်ချိပေမပေါ်ဒါပေမဲ့ညောင်ရုံးနဲ့တောင်ကုန်းကျောင်းကဘာတွေဖြစ်နေလဲဆိုတာမသိရှိရပါဘူးအဲသို့တော့တီးရတဲ့ရထဲမှာတော့ရှာရှာပါပါစင်လာဘက်မှာပူပေါင်းစစ်ကြောင်းငယ်တစ်ခုကိုအကြမ်းဖက်တပ်ကလက်ဦးမှုယူတိုက်ခိုက်ထားနိုင်ပြီးအလောင်းလက်နဲ့ရရှိထားတယ်ဆိုတဲ့ဝါဒပြမှုတစ်ခုတော့တွေ့ထားရပါအဲဒီလိုနဲ့ကာလာအနေငယ်ကြာလာတော့တောင်ကုန်းတောင်ကြားလမ်းတစ်ခုလုံးတော့ အကြမ်းဖက်တဲ့အနေနဲ့ညာနှုံးပြေလက်လွတ်လိုက်ရပြီးပြီလို့တောင်းချင်မှတ်မိပါတယ်။ဒါပေမဲ့ရခိုင်ရိုးဘော်ကနေထွက်ပြေးလာတဲ့ရခိုင်လူမျိုးစုတချို့ညောင်ကျိုးကျော်မှာအဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းမျိုးတွေဂျိုကြားဂျိုကြားမြင်ရမှဩဝဲသားတွေရိုးဘော်မှာရှိနေပါသေးလားဆိုပြီးအသိပြန်ဝင်ပါတယ်။အားနဲ့တောင်းဖို့ဟာအကြမ်းဖက်စစ်တပ်ရဲ့ရခိုင်တောင်ပိုင်းနဲ့ရခိုင်ဘိုးချမ်းမာကိုပြန်လည်ထိ ंछ ုံနိုင်မဲ့ဝေပေါက်တွေပဲဖြစ်ပါတယ်။ ဒါကြောင့်ရှမ်းမြောက်အလွန်မှာအကျန်းဖက်စစ်တပ်အပူလပြင်းအင်အားဖြင့်လာနိုင်မဲ့စီရီခင်းချင်းရှိတဲ့နေရာတွေဖြစ်နေပါသေးတယ်။ရခိုင်ပြည်နယ်တောင်ပိုင်းကြောက်ပြူမြို့နယ်ကိုတစ်ချက်ကြည့်ရအောင်ပါ။တရားမဝင်ရွေးကောက်ပွဲပထမရက်မှာထဲသွင်းခံထားရတဲ့မျိုးဖြစ်ပါတယ်။မျိုးနဲ့မျိုးနဲ့ရှိတဲ့ရံပြဲကျွန်းကတော့လက်ရှိနေသားရစစ်တပ်ကတဝက်အာရခတပ်ဘက်ကတဝက်ထိန်းချုပ်ထားကြတာကိုတွေ့ရပါဘူ စစ်ပွဲတစ်ပွဲစစ်မျက်နှာတစ်ခုဟာအကန့်အသတ်ချက်သို့မဟုတ်အကန့်အသတ်နဲ့ပေါ်ဆောင်ရပြီဆိုရင်အကန့်အသတ်ချက်များတဲ့ဘက်ကနစ်နာရပါတယ်။မရရအောင်လုပ်မယ်ဆိုရင်တော့လိုအပ်တဲ့ပမာဏထက်ပိုတဲ့ပေးစရာမှုတွေမလွဲမသွေရှိရပါဘူး။ဒီနေ့အစားပြီးရေတွက်ရင်ဒီဇင်ဘာလ28ရက်နေ့ကိုရောက်ဖို့ရက်ပေါင်း60လာလိုပါတော့တယ်။နောက်ထပ်15ရက်အတွင်းမှာသာအာရခတတော်အနေနဲ့တိုက်စစ်ကိုအတိအကျသာအရှိန်မမြင့်နိုင်ပါက စစ်တပ်ဟာတရုတ်ကုမ္ပဏီတွေကိုအကာအကွယ်ယူပြီးဈေးကောက်ပွဲလုပ်နိုင်မှုရာနှုန်းညသွားပြီဖြစ်ပါတယ်။ဒါဟာစစ်တပ်ကိုမုန်တီးစိမ့်နဲ့ဖော့ပြီးတုံးတက်ပြခြင်းဖြစ်ပါတယ်။ညနာမလိုက်ဘယ်မလိုက်စုယူရငါတမဲ့ထွက်ဆိုပြီးတော့တုံးတက်ရမယ်ဆိုရင်ဒီလိုတုံးတက်လို့လည်းရပါအထက်ကဆိုခဲ့တဲ့သုံးစားချက်ကိုပြောင်းပြန်ပြန်ကောက်ရရင်အာရခတတော်ဖို့အကြောက်ဖြူကိုသိမ့်ပိုက်နိုင်ဖို့ရာနှုန်းနည်းနေပြီလို့အထိပ္ပယ်ရပါတ ထပ်ပြီးကုမယ်ဆိုရင်ကုလို့ရပါသေးတယ်။ယာနှုံးနဲ့နေပြီမဲ့အာရခတတ်တော်အလျှော်မပေးဒါမျိုးတွေပေါ့။အာရခတရဲ့စေဝသီယုတ်ကိုယ်တိုင်ပြောသွားတဲ့အထက်မှာပါပါတယ်။အပြောထက်လက်တွေ့ကြဦးပဲလို့ပါတယ်။အန်တောင်ကုတ်တန်ခွဲနဲ့ဃွားတိုက်ပွဲကြီးတွေဟာတကယ်ကြောက်စရာ ကောင်းလာတဲ့အာရခတိုက်ရဲ့တိုက်စစ်ကြီးတွေဖြစ်ခဲ့ပါတယ်။အမှန်တိုင်းပြောတာပါ။ဒါလို့လဲဆိုတော့ဂျူးနဲ့တိုက်တော်တဲ့တိုက်စစ်တွေဟာရှမ်းမြောက်ကတိုက်စစ်တွေထက်ပိုပြီးတော့ ကျင်းထန်ပါတယ်အစောပိုင်းတိုက်ပွဲတွေပြီးမှအာရခတက်တော်မောင်ကျွန်းကိုခြံလက်ထားခဲ့ပါတယ်ကြောက်ပြူတိုက်စစ်ရလဲအချိန်မြင့်လူစဲစဲမှာတုံငနဲ့ရပ်သွားရခြင်းဖြစ်ပါတယ်ဒီလိုအချိန်တွေမျိုးဟာစစ်တိုက်ဖို့မှမဟုတ်ပါဘူးစစ်ရေဝနေတဲ့သူ့တီတီလည်းပဲနားလဲပါတယ်သောသောစစ်တိုက်တဲ့နေရာမှာအောက်ခြေတက်မှုတွေကနားလေလွယ်ပြီးလိမ္မာပန်းလိုက်ရပါတ ဒီကြောင့်နဲ့ဆက်ဆက်ပြီးရခိုင်ပြည်နယ်ချင်းရင်ပြည်ထောင်နေခြင်းချင်းပြည်နယ်တောင်ပိုင်းပလောဝမြို့နယ်မြောက်ချမ်းမှာနေခဲ့တဲ့စခန်းလေးတစ်ခုအကြောင်းပြောပြပါမယ်။ဘာကြောင့်ပြောပြရလဲဆိုတာရည်ရွယ်ချက်ရှိပါ။ဆန္ဒနောက်ကြောင်းပြန်ပြီးပြောပြီဆိုရင်ရည်ရွယ်ချက်ရှိပါတယ်။အာရခတတ်တော်အနေနဲ့မကြခင်မကြခင်မှာဖီအားတွေအများကြီးခံနေ ਉ ကြုံလာအောင်မှာဖြစ်ပါကျွန်တော် ကြုံငယ်မှုတဲ့ဟာလေးတွေရခိုင်စစ်နေပြည်မှာ ရှိခဲ့တဲ့ကအဖြစ်ပြက်လေးတွေဟူဒါကြောင့်ရှင်းထိုးရှင်းထိုးပြီးတော့ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်အမြဲပြောလို့ရှိတယ်နေဆန်းမြင်းပေါ်ကစခန်းလေးဖြစ်ပါတယ်တစ်ဖက်နိုင်ငံတွေကနေနေတူပါအသေးပဲမရှိတစ်ဖက်သက်အပြစ်ခတ်ခံခံနေရတယ်ဆိုတော့အခြေကုပ်စခန်းပေါ့ဗျာတစ်ဖက်နိုင်ငံတွေကလည်းကြီးကျော်ကြလို့မရဘူးဆိုတော့စစ်စည်းကမ်းနဲ့တစ်ဖက်လက်ပြီးတော့ကြက်ထားပါလိမ့်မယ် အဲ့မှာကြီးကျော်ကြရတယ်ဆိုတဲ့ကိစ္စမှာအခုဘုံကျော်ကြီးထွန်းထွန်းအောင်ဒီအရသမားဖြစ်ပါဇီလူဟာအမြဲတမ်းစစ်စင်နဲ့ပတ်သက်ပြီးအမိတ်တွေကိုရဲရဲတင်းတင်းနဲ့ပေးလို့ရှိပါတယ်ဒီလိုလူမျိုးဒုတိယဘုံကျော်ကြီးထက်ကြီးလေးတဲ့တာဝန်တွေကိုမထမ်းဆောင်ရတာကျွန်တော်တို့အတွက်ကံကောင်းတယ်လို့ပြောရပါ သူအမတ်တက်ဆက်စင်ရဲ့ထုတ်ဖွယ်မှုကာလကျွန်တော်တို့ကချင်ပြည်နယ်မှာနေတော့ဆိုရင်လိုင်ဇာကိုကြော်ပြီးလက်နက်ကြီးနဲ့ပြစ်တဲ့နေရာတွေမှာတရုတ်နိုင်ငံဘက်နိုင်ငံဘက်ကိုကြားလာတယ်ရှိပါတယ်ကြားလို့သတင်းပို့လိုက်ရင်တူရတဲ့ညနေဆိုရင်ကောင်းနေပါပြီသူကရိန်နော်ဘက်မှာတတ်တာပြီးတောက်ပါတယ်ညနေဘက်ဆိုရင်ကရိန်နော်ဘက်မှာရက်ကလေးတောက်ပြီးတော့ချောက်ပြီးတော့ပြစ်ကွာစောကွာလောကွာဆိုပြီးထင်ရည်လောက်တာပါ အဲညနေပဲဆိုပြစ်ကွာအာမခံတယ်အာမခံတာတော့ရေသာပြီးလက်မင်းတို့ပြင်းကျင်လာတာပြစ်သူရှင်းမယ်ဆိုတဲ့ပုံစံမျိုးရှိပါတယ်အဲ့တော့အမြောက်တက်ကပြစ်ကူတွေဟာပြစ်အားကျမသွားတာကိုတွေ့ရပါတယ်ဇာဒီလိုလူမျိုးတွေရှားပါတယ်ဒီလိုလူကလည်းဟိုထောင်ကြပြီးတော့အနာယူခံနေတဲ့သဘောမျိုးတော့ရှိပါတယ်ဒီလိုလူမျိုးတွေချိန်ပိုင်းအောင်ရောက်မလာတာကျွန်တော်တို့အတွက်အများကြီးပုံပြီးကြာကောင်းတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဆက်ရမယ်ဆိုရင်ကျွန်တော်တို့အဆိုပါစကန့်ဟာ စကယ်တော့စကန်းကိုတိတိကျကျစိုင်းမယ်ဆိုရင်လေကိုဘက်တစ်ဖက်နိုင်ငံနဲ့အထိခြံမျိုးသုံးတက်လုံးမှာပါနေပြီဖြစ်ပါတယ်ပြောရမယ်ဆိုရင်တရားမဝင်ကျူးကျော်စကန်းမှာကျွန်တော်တို့ကအမိန်ရထိုင်နေရတယ်လို့ဆိုပါလို့စကယ်ကတိုက်စစ်ဆင်တဲ့အခါမှာလည်းတစ်ဖက်နိုင်ငံတွေကနေပြစ်ခတ်ပါတယ်တစ်ဖက်နိုင်ငံကပြစ်နေပါတယ်ဆိုတာကိုလက်မခံပါဘူးဒီလိုနဲ့နေတာလည်းတည့်ရမှာပေါ့ဗျာ မီတာထောင်လောက်ကွာကနေဆက်လက်ရောစနိုက်ပါရော RPG ရောဖြစ်ပါတယ်ပြစ်နေကြနေရပဲပြစ်တာဖြစ်ပါတယ်ဘာလို့ရမလဲဆိုပြီး viewer ကိုချက်ချင်းတင်ပြလိုက်ပါတယ်ဒီ viewer မူကလည်းအစ်စ်ပါဒီ viewer မူကိုယ်တိုင်ဆက်ပေါ်တက်လာပြီးပြစ်တဲ့နေရမြင်ရလားတေးကြလားအေးတေးကြတယ်ဆိုရင်ညာရှိတယောက်သူတို့ပြစ်နေတာကို movie သို့မဟုတ်ဈာကုန်ရိုက်တာကွာဆိုပြီးနှလုံးချင်းပြောလာပါတယ်ကြံမှုနဲ့ကျွန်တော်တယောက်မျက်နှာတယောက်ကြည့်ပါတယ် စကားတစ်လုံးမှမပြောပါဘူးကျွန်တော်ကအဲတော့အိုင်အိုးလို့ခေါ်တဲ့ထောက်လိုင်းရာစီစစ်ဖက်ကြီးကလုံချုံရဲ့ရာစီနဲ့စစ်တောင်းတက်မှာတိုက်ရိုက်မှုနဲ့အတူတူနေရာဖြစ်ပါတယ်ဘာလို့ရမလဲဆိုတာကိုဘယ်သူမှတော့ဗဇက်ကမပြောပါဘူးဗဇက်ကပြောရင်အဲတော့ထောင်ကြမယ်ဆိုတော့အနေထားရှိပါကျွန်တော်တရားမှုမျိုးလုံးကိုကြည့်ပြီးတော့တစ်ဆက်တည်းအမိန်ပေးပါရစေ။အမေ7သမားဂျာနဲ့ဘုံစီ၄၅၆လုံးပြေးထား ဆိုပြီးတော့ MA7 ကိုချိန်ဆိုင်ထည့်ပါတယ်ချိန်ဆိုင်ထည့်ပြီးတော့ကျင့်မှတ်ဒီဂရီချိန်ပါတယ်ဘုံစည်းထည့်ပြီးပြတ်ကပ်ပြီးဆိုတာနဲ့လိုချင်တဲ့ကျင့်မှတ်ကိုဘုံစည်းကလည်းချိုးရင်းချက်မရှိဘူးယာတိဥဒုအခြားသောချိုးရင်းချက်တွေမရှိဘူးဆိုရင်ချိန်ရပြတ်ကပ်တဲ့နေရာကို90ရာခိုင်နှုန်းနီးပါးတဲ့တဲ့သွားဖို့များပါတယ်ပြီးတာနဲ့ရှေ့ကျင်းချင်းထဲမှာရှိတဲ့ဆက်လက်သမားစီကိုပြေးပြီးပြစ်နေတဲ့နေရာပြတ်မှတ်ညွန်ပေးပါတယ်ကြပြန်လာပြီးစော်မယ်ပေါ့လေ တခါလေးလည်းပြောခဲ့ပါတယ် MA7 ပြစ်ပြီဆိုတာနဲ့ဘေးနေရာကိုပြစ်ဟိုဘက်ကကြီးကြရပြီးပြင်ဘေးနေရာကိုပြစ်ဆိုတဲ့အထုံးစံအတိုင်းပြစ်မိတ်ပေးခဲ့ပါစော်ပြီးတော့တခါလေးကြည့်ပါတယ်အဲ့ဒီမှာအောက်ဘက်ဒီကုန်းမှာရှိတဲ့စစ်ကြောင်းမူလက်ကင်စကားပြောတဲ့ထဲကနေအတန်ဝဟိုင်းနဲ့ပေါ်လာပါတယ်ရမကြီးရမကြီးကျွန်တော်တို့နေရာကနေထင်းသားမြင်ရတယ်ပြစ်တဲ့နေရာကို ကျွန်တော်ဘုန်းကအော်ပေါ်ပါတဲ့ဖုန်းတော်ကျင်ညာသေးတယ်ကျွန်တော်ရိုက်နေပြီခင်ဗျဆိုပြီးတော့អော်လာပါတယ်ဒီလက်ကင်ဖုန်းရဲ့ set ထဲကအတန်တွေကစကြောမှုတွေပြောရင် အပေါ်တက်မှလက်လမ်းမီတိုင်းစစ်တာနာကျုပ်တွေကြီးကကြားပါတယ်ပြင်မိတ်ဘယ်သူမှပေးလို့မရတော့ပါဘူးတရားဝင်မရိုက်ရလို့လည်းပြောလို့မရတော့ပါအဲ့မှာလဲဇလန်းကတခါလဲပြက်ကြော်ဖြစ်တော့တာပါပဲ ဂျူဟာကလည်းအေးအေးအားဆိုတဲ့ပြီးတော့တေချာရိုက်ထားကွာမနေ့ပြန် SC ကန့်နဲ့လက်ရှင်းချက်ယူမယ်ဟုတ်ပြီလားဆိုပြီးချက်သွားပါတယ်။နင်းနေနားရှုပ်သွားမယ်ချင်ပါလေ။တစ်ဖက်ကတနက်နဲ့ပြစ်နေတာကိုဒီဘက်ကဓာတ်ပုံပြန်ရိုက်ခိုင်းတယ်။ဘာကြောင့်လဲ။ဘာအတွက်လဲ။ကန်ကောင်းသွားတယ်ဆိုရပါမယ်။အဲ့ဒီချိန်တည်းကနှစ်နိုင်ငံအစ်ဖြစ်စီတဲ့တရားခမ်းမဖြစ်ခဲ့လို့သာပေါ့။ဆိုလိုချင်တာက င်းတို့လက်ထက်မှာတနက်ကြီးကြီးကန်ထားလျက်နဲ့ဘာတွေလာပြောနေလဲဘာတွေလာပြောနေတာလဲဆိုတဲ့အထိပ္ပယ်ပဲဖြစ်ပါတယ်အဲ့ဒီလိုက်ပါဘူးဤတင်းဒီတက်ခွဲမှုတယောက်ဖြစ်သည်တင်ကြိုက်တာလုပ်လို့ရတယ်မင်းဖြစ်ရင်တော့မင်းခံဆိုတာပဲဖြစ်ပါတယ်စဘောကတော့အနီစကြောင်းမှုဘူကြီးကလည်း30 20ခုစစ်စစ်ရင်းနဲ့အတူတူရခိုင်တိုက်စစ်မင်းများတိုက်ပွဲမှာတပ်မတော်ရဲ့သဘောထားအစစ်မှန်တွေကို နောက်ကြသာသိရှိရပေမဲ့အချိန်ပြီးမာရသွန်လုပ်သွားတယ်လို့သိရှိရပါတယ်။မာရသွန်လုပ်တယ်ဆိုတာလူရအောင်တို့ကြောင့်သူ့ဘာသာသူဖက်ပြေးသွားတာပါ။လက်ရှိချိန်ဒီအာရခတတ်တော်ကတော့စစ်ကိုစစ်နဲ့တူနေအောင်တိုက်နေသေးပဲဖြစ်ပါအကြံတတ်တာကလည်းအာရခတတ်တော်ရဲ့အောင်မြင်မှုတွေပြည်သူလူထုပေါ်ရှိနေတဲ့အချိန်အဝါတွေကိုနှီးပြောဆောင်တဲ့ဒုက္ခပေးနေတယ်ဖြစ်ပါတယ် ချမ်းမြာနေတဲ့မူရဲ့စေဝါကလည်းရံကုန်ဘာဖြစ်လို့ချက်ပြတယ်နေရတာလဲဗျာအနေထားကတော့ကျွန်တော်ထင်တယ်အာရခဘက်ကနေထရှင်းစရာမလိုအောင်ဖြစ်ပါလိမ့်မယ်အားလုံးတွေးကြည့်ပါချမ်းမြာနေရခိုင်ုံပို့တာရံကုန်ရောက်စရာတော့မရှိဘူးထင်ပါတယ်ကျွန်တော်လည်းမြမပြည်မျိုးဇောက်ထုံးကြည့်တယ်ဖေးတိုင်းကြည့်တယ်အပေါ်ကနေကြည့်တယ်ဟိုဘက်လက်ကြည့်တယ်ဒီဘက်လက်ကြည့်တယ်အဖြေမထွက်ပါဘူး ကောင်းရနေတာတနေ့နာရီတိုင်းအတွင်းမှာလည်းဒီကြောင်တိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လာတာကိုတွေ့ရပါတယ်။ခီခီဗျူဟာကုန်းကိုထပ်မံတိုက်ခိုက်မှုရှိခဲ့သလိုမြိတ်ကရိုင်တနေ့နာရီမြို့နယ်တဲကတကူကြီးရွာနေတဲ့ဘက်ကလည်းဒီကြောင်တိုက်ခိုက်မှုပြုတ်ထားတာကိုတွေ့ရပါတယ်။ကရင်ပြည်နယ်ဘက်ကိုတစ်ချက်သွားကြရအောင်ပါ။အရှိတော်မိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာအာနာသိမ့်ပြီးကာလကလေးကစစ်တိုင်းမှု၃ရောက်ပြောင်းလဲထားပြီးဖြစ်ပါတယ်။ မပြောင်းမလဲရှိနေတာက G1 စစ်စေး G1 စေဦးစီးမှုပထမတန်းဒုတိယဘုံကြီးမောင်မောင်လက်ဟာဖားစီမီရဲ့ကီးပလေယာစစ်စစ်ဖြစ်ပါမူရဲ့စေဝါတွေပင်တိုင်းခြံမြူးနေတာကရတခါမှာရတခါစစ်စစ်ပါပဲလက်ကုံတစ်ဖက်ကတီးမမြည်တာမင်းလဲဆိုးတာပဲဆိုတော့သင်ကြားဘူးကြအောင်မထင်ပါလေသူကြည့်ပဲလားဆိုတော့စားလေးနဲ့ပါဖရပါ ပြောလိုတာကစောချစ်သူတို့လည်းပါတယ်ဆိုရဲဆိုလိုရင်းမြတာဖြစ်ပါကြောင်းကောက်နှုတ်တင်ပြလိုက်ရပါတယ်ခင်ဗျာစလေဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်